ပူရာဝခိုင်ခေါလန်ဖူးမြို့နယ်မှာရှိတဲ့လန်ဆယ်ဒေတာရွှေမော်လောက်ကွက်နယ်ပတ်သက်ပြီးအငင်းပွားဖွယ်ရာတွေရှိနေတဲ့အတွက် KIO KIA ရရှိတွေအနေနဲ့အ мян ဆုံးဖြည့်ရှင်းပေးနိုင်ဖို့ဒေတာခန့်တွေမျှော်လင့်နေကြပါတယ်။ဟန်နာတရင်ပြပို့ထားပါတယ်ရှင်။အချင်းပြည်နယ်ပူတာအိုခိုင်ခေါလန်ဖူးမြို့နယ်ရှိလန်ဆယ်ရွှေမော်မှာ ရွှေသူဖော်မှုနဲ့ပတ်သက်ပြီး KIO KIA ဗဟုဌာနကခန့်အပ်ထားသူတွေက အာနာပါဝါအလွဲသုံးစားလုပ်ပြီးရွှေလောက်ကွက်အတွက်ဒေတာခန့်ပြတူလူသူရဲ့ 普通话方面，一家堂决定用拉萨新尼日洛替代坎地亚标牌。呃，保守来说，诶，普通话我勒东山拢得讲三毛哩呐，多。多耶罗基多说话多，诶，个堂主啊，老来来卡嘛，多难啊，批多阿婆哩。啊，这个诶话，你话伊话尼是发个大大生源老师阿婆哩呐，你话伊呢，开诶咧路普通话水准呢，说阿拉听起来呢，噶拢那么好阿婆哩呐。<noise>

ဒီနာကမှအမှားအလောက်ပိုင်းပဲရှိသေးတယ်သူကတခါလေးဒီကြက်ခံနေပပွားပိုင်းနေမျိုးသူကအလိုလိုပြလိုက်တော့အဲ့မှာစောဖြစ်တာပဲပြဿနာအဲ့အမေဟုတ်တယ်တခြားသူတွေ့ရတော့အမရှိပါဘူးအလိုရအောင်ကွန်ဖလစ်ရှိတဲ့အနေထားလို့တော့မဟုတ်ပဲမေပေါ်တော့အခုလိုကြဲကင်ချောရေလုံးချက်ကိုကျွန်တော်ခဏအရန်ပြောနေပြီပေါ့ဒီနော် ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးလန်ဆယ်ဒေတာခန့်တချို့ KIO ဌာနချုပ်ရှိရာလိုက်စားမျိုးကိုတွားရောက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကိုတင်ပြခဲ့ရလို့ဆိုပါတယ်။ PKR 2024ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာလန်ဆယ်ဒေတာကိုကချင်လူမျိုးရေးတက်မတော် KIO နဲ့ခကာဘိုပြည်သူ့တက်မတော် KPF ပူပေါင်းတပ်တို့တက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။အဲဒီနောက် KIO က2025နှစ်စံပိုင်း January လ9ရက်နေ့ကစပြီးရွှေမော်ကိုရဲအကန့်အသတ်မရှိပေးလိုက်တာပါ။လန်ဆယ်ဒေတာကို ရွှေသူဟုမြေကွက်သမတ်တာစီကံချမှတ်တဲ့လုပ်ငန်းတွေနဲ့မူဝါဒရေးဆိုတဲ့လုပ်ငန်းတွေကိုတဆန်ရကော်မတီကစီစဉ်ဆောင်ရွက်နေပြီးလက်ရှိမှာတော့ရွှေမော်လုပ်ကတ်ကိုပိတ်ထားဆဲဖြစ်တယ်လို့ KIO KIE တည်င်းနဲ့ပြန်ကြားရေးတောင်းခံပမှုကြီးညော့ဘူးကပြောပါတယ်အဲ့ဒါကတော့တဆန်ရကော်မတီတွေအဲရွှေမော်နဲ့ပတ်သက်တဲ့နိုင်ငံချက်တွေပါတယ်နော်ပြောဆိုပေးမှအဲဆောင်ရွက်ဖို့ရရှိတယ်ဒါမှမဟုတ်သူတို့မပြည့်တဲ့နေမှာပါနော်အဲကျွန်တော် ်အဖက်ကနဲ့ရွှေမော်နဲ့ပတ်သက်လို့တော့အဲဟိုအသေးစိတ်ပေါ့နော်အဲကိုတော့ကျွန်တော်လည်းမင်းမထားမိပါဘူးဟုတ်ကဲ့လောလောဆယ်တော့အဲယနာထားတယ်ဖြစ်ပါလားကချင်ပြည်နယ်ဆော်လွန်မြို့နယ်ရှိလန်ဆယ်ဒေသကိုလူအပ်ချက်အပေါ်မူတည်ပြီးကုမ္ပဏီတွေနဲ့ပူးပေါင်းကရွှေတူးပေါ်သွားဖို့အစီအစဉ်ရှိတယ်လို့ဌာနေဒေသခံတွေနဲ့ပြည်သူတွေကလည်းလက်လုံလက်စာလုတ်ကင်ခွင့်ပြုမှာဖြစ်တယ်လို့ဗမိုလ်ကြီးနော်ဘူးကဆိုပါတယ်ရွှေမော်ပိတ်သိမ်းချိန်ဆက်ဆိုင်တွေရွှေဆိုင်တာမရှိပေမဲ့ တနိုင်တပိုင်းလောက်ကင်သူတွေကရွှေမော်ပြန်ဖို့မဲ့ချင်တာကြောင့်မွှေယူရသေးတဲ့တင်းရာချိတ်တန်းဆဆိုင်တချုံနဲ့ယာယီသေးတွေလည်းမီးရှို့ဖြစ်စီခံခဲ့ရတာရှိတယ်လို့ဒေသခံတွေကပြောပါတယ်ခမကတော့အဲ့ဒီလမ်းဆေးရှင်မကိုတိတ်တယ်သူကအကုန်လုံးမောင်းထုတ်လိုက်တယ်ပေါ့နော်ခမမတရခံပြီးသူတို့ထွက်ရဲ့ဒီအမရာရည်သေးလို့အမဆက်ဆိုင်လို့သူတို့အမိရှုဖြစ်စီတာကသူတို့အရင်ယူတာပေါ့လေနော်အဲ့ဒီဆက်ဆိုင် တလုံးရဲ့တန်ဖိုးကတင်းညာကျော်ကုန်ကြတယ်ခရခနဲ့ကဒီနဘုရားရဲ့အခက်ခဲရှိချားတရားပေါ်တော့ဟောဒီဟာရောင်းမိမှသူအဲ့လိုရွှေလေးကိုတူးခုဆက်ပြီးဝေထားတဲ့သူပေါ့လေနော်အဲ့လိုမရှိရှိတဲ့ဟာလေးကိုသူကမင်းစုဖြစ်စီလိုက်တော့မှသွားပြီလေ။ဘာလို့စားရတော့မလဲ။အဲ့လိုအချိန်နဲ့ရှိသွားတာ။ချီဖွေမျိုးမြောက်ဘက်မိုင်းတရားဝန်းကျင်အကွာဝေးရှိလက်ဆယ်ဒေသမှာစစ်တပ်အာဏာမသိမ်းခင်ကခေါလံဖူးထာနေပြီးသူစစ်နေ ငချားဆောင်တဲ့ BGF လက်ထက်ကတည်းကမြန်မာတကောင်းကုမ္ပဏီနဲ့ဟွန်ပန်းကုမ္ပဏီတွေဝင်ရောက်တူဖော်နေကြရလို့ဒေသခံဒီစီယာနဲ့တည်ရပါတယ်။လမ်းဆယ်တွေကဟာဝိလံခုံပြပြီးစိတ်ပျိုးရင်းမဖြစ်သင့်တဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေကလည်းလလုံလဆာနဲ့ရွှေတူဖော်တဲ့လုပ်ငန်းကိုရာမီကိုကြီးကြားရတာဖြစ်ပါတယ်။ကျမဟနာပါ။